ဗုဒ္ဓံပူဇေမိတမံပူဇေမိတံဃံပူဇေမိမာတာပိတုပူဇေမိအာစီယပူဇေမိအနန္တောနန္ဒာ၅ပါးကိုလက်ဆက်ပြမှု၍ပူဇေမိပူဇော်ပိုင်းရှင်ဘုရားမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကြောင်းကျွန်တော်များပုံမှန်မှတ်ခတ်ပေးခြင်းဆရာပြေနာသိတိမဥစ္စာပဏမနာကွန်ဆတ်တာပေးရစီခင်ဗျာခုဗီဒီယိုလေးကတော့2025ခုနိုဝင်ဘာလ17ရက်ပိုင်းအတွက်မှာခရနိနန္ဒသမီးများဓာတ်ပုံနာတော်နတ်ခတ်ပေးခြင်းပလဇာဟောဒနလေးပဲဖြစ်ပါတယ်နော် ထမအဆုံးအနေနဲ့တနင်္ဂနွေနေ့နဲ့သာသမီမိတ်ဆွေများအတွက်ဆရာတလားစာဟောစနယ်လေးနဲ့ယတရားလေးကိုဆရာတင်ပြလိုက်ပါတယ်တနင်္ဂနွေနေ့နဲ့သာသမီမိတ်ဆွေများခင်ဗျာဆရာတို့ဒီနိုဝင်ဘာလမှာဆိုလို့ရှိရင်ပေါ့နော်မိတ်ဆွေတို့ရဲ့စီးပွားကန်စတာတော်ကိန်းမှာဆိုလို့ရှိရင်စီးပွားကန်စတာကတလားလို့အတက်ပတ်မှာရှိနေတာဖြစ်ပါတယ် ဒီသတိပြုစရာလေးတစ်ချက်အနေနဲ့ပေါ့နော်မိမိရဲ့တဏ္ဍာန်အတွင်းမှာညာနာအားနဲ့ဝိရိယအားနှစ်ခုလုံးကရောရောကြနေတဲ့သဘောတရားလေးကိုမိမိတို့ကိုယ်တိုင်ကိုယ်ကပေါ့နော်လက်ခံနေမိတဲ့သဘောတရားလေးတွေကမိမိတို့ရဲ့တဏ္ဍာန်မှာပေါ်နေတတ်ပါဘူးနော်ပြီးတော့ရှင်မိမိရဲ့ကိစ္စရဲ့မှန်သမျှတွေလုတ်เสียရ၊ကန်เสียရတွေကိုမိမိကိုမိမိအကြောင်းပြချက်ပေးပြီးတော့မှပေါ့နော်။ရှောင်လွဲနေမိတတ်တဲ့သဘောတရားလေးတွေကမိမိရဲ့တဏ္ဍာမှာပေါ်နေရတတ်ပါလေ။ ဒါပေမဲ့ဆရာတို့စမ်းလက်လာဝကံကအတက်ဘက်ကိုရောက်နေရမလို့ဘောနော်လုပ်ငန်းကိစ္စရက်တွေဆောင်ရက်တဲ့နေရာတွေမှာမမျောနှင်းရပဲနဲ့စီဝါစမ်းတက်တာမျိုးတွေနော်ကံစားတာအထောက်ပံ့ရတဲ့ရတဲ့ပါတယ်နော်မိမိရဲ့လုပ်ငန်းတွေကလည်းအကျိုးအမြတ်ဖြစ်တာတွေလက်ရှိလောက်ကိုင်းနေတာလောက်ကနေအတိမတ်ပြုခံရတာတွေငွေကြေးဆုလက်တွေရရှိတက်တာတွေကရာထူးတော့တာနော်ဒီနာမည်ကုန်တဲ့တက်တာတွေစတဲ့ကံစားတာတွေဖြစ်ပေါ်ရတတ်ပါတယ်နော်စီဝါရင် အလောက်ကိုင်းနေနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ဆောက်ဒီဆက်သူစီးပွားအရေးကိစ္စတွေမှာဆိုလို့ရှိရင်တနည်းအနေနဲ့သားသမီးတွေဒီနော်စနေနေ့လည်နေနဲ့ကန်ဆက်တာတွေအကျိုးမြတ်ဖြစ်တာတွေနော်အောင်မြင်ရတတ်တာတွေဖြစ်ရတတ်ပါတယ်တနည်းအားဖြင့်ဆိုရမယ်ဆိုလို့ရှိရင်ဆရာတို့ကဒီအထယ်လိုက်လုပ်ငန်းထီး ဖနက်နိုင်အောက်ထုတ်စတဲ့လုပ်ငန်းတွေနော်လူမျိုးလူမျိုးချားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေရေးချားမြေချနိုင်ငံချားနဲ့ပတ်သက်ဆက်နွယ်နေတဲ့အလုပ်လုပ်ငန်းတွေနော်ပြီးလို့ချင်းဆရာတို့အပူဓာတ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေမီးပေါ့နော်မီးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလျှက်စင်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေခြေလုပ်ငန်းထုံးလုပ်ငန်းဝန်ထမ်းအလုပ်စတဲ့စနေဓာတ်နံတင့်တဲ့ကိစ္စရပ်တွေမှာတည်တဲ့အကျိုးပြုရခြင်းရှိပါတယ် ်ငွေချေးကန်စားတာမှာအထူးသတိထားသင့်တာကတော့ဘောနော်တောင်ဆူဆူအရက်ကလူပုတ်ကိုဒါမှမဟုတ်လို့ရှင်ဘုဒ္ဓဟူသာသမီတွေနဲ့ငွေချေးကိစ္စချင်းကားတာစာချုပ်လက်မှတ်ရေးထိုးတာเนาะမိမိနေထိုင်တဲ့အရက်ကနေတောင်ဆူဆူအရက်မှာမြေအဝင်မတော်တာတွေเนาะမြေဌာနအယောင်းဝယ်လုတ်တက်ကိစ္စရဲ့ဒီမှာမတော်တဆလက်ဝယ်ဝယ်မိလို့ရှင်ဘောနော်ပြဿနာဖြေရတတ်တာတွေเนาะပြီးလို့ရှင်နောက်နောက်အမှုခေရုံးမြင့်ကန်တိုင်းနဲ့ပတ်သက်ရတတ်တာတွေပေါ်ပေါက်တတ်တာမလို့သတိပြုဖို့ဆရာအကြံပေးပါရစေ မိမိနေထိုင်ရာအရက်ကနေအနောင်ဆူဆူအရက်နော်ကြာသာပတဲ့အရက်နော်အောင်မြင်မှုရရှိဖို့ရှိပါတယ်နော်မင်္ဂလာသတင်းကြားဖို့ရှိရဲ့လုပ်ငန်းကိစ္စတွေခရီးသွားလာအရေးကိစ္စအဆအကောင်းမယ်နော်ကြံရေးသားသမီးနော်အောက်ကြံရေးနဲ့သားသမီးတွေနဲ့ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စတွေမှာနော်အကြံစီတွေအောင်မြင်တာမျိုးတွေဖြစ်ရခြင်းရှိမယ်နော်အကျိုးစီးပွားတွေလိုရင်ဆန္ဒတွေပြေဝကြစေမယ် ရှောင်ရှားရမဲ့ဆရာတို့ဒီအရက်ကတော့ဗောနော်တောင်ရက် data ဒါမှမဟုတ်လို့ချင်းဗုဒ္ဓဦးနိုင်နေနေနဲ့ဒါဖြစ်ပါတယ်နော်ဒီ area ရဲ့အဓိကအကြောင်းအရာကတော့ဆရာတို့ကဒီဗုဒ္ဓဦးသာသမီနဲ့ကံဆက်တူအကျိုးပေးအားနည်းနေလို့ဖြစ်ပါတယ်နော် ီလာထဲမှာငွေကန်အတွက်ပို့ပြီးအဆင်ပြေရဖို့အတွက်တိတ်တန့်ငွေကြေးကိုဆွဲငင်စေမယ်တိုက်ရတဲ့အရေတခုပြုလုပ်ဆောင်ရလိုတဲ့သူတွေအတွက်ပေါ့နော်ဆရာတို့ကလေးတယောက်ယောက်ကိုပေါ့နော်မြေပဲပါတဲ့မုတ်တစ်မျိုးမျိုးပေါ့နော်ဆရာတို့ဥမာအနေနဲ့ဆရာတို့မြေပဲယူပေါ့နော်ဝယ်ကျွေးနိုင်ပါတယ်နော်ဒီကလေးငယ်နေနဲ့လည်းမုံရရင်ပြောရသလိုမိမိမှလည်းငွေကြေးကံတွေကိုရှင်နှန်းလာပါစေလိမ့်မယ်နော်ဒီကျမ်းမာရေးမှာ အနှဲငယ်တတိထားမဲ့အခါကာလလေးတစ်ခုဖြစ်နေတဲ့ပါတယ်เนาะအစာတောင်မှားတာတွေเนาะအချိန်မမှန်အစာမစားမိတာတွေအစာနဲ့ပတ်သက်တဲ့ရောဂါတွေဒါဂယူဆိုင်ရဖို့ရှိမယ်เนาะတနည်းအားဖြင့်ဆရာတို့ဒီအစာအသောက်နဲ့ပတ်သက်ပြီးတော့ဗောနော်ဒီနေတိုင်းစားသောက်မှုပုံစံမှားရွက်နာတွေမိမိရဲ့တံတမာပပောအမျိုးရှိပါတယ်เนาะအစာလွန်နာတွေအစာအိမ်နဲ့ပတ်သက်တဲ့เนาะ ယောဂဘေးဘေးရည်နော်နေတိုင်းစားသောက်မှုပုံစံတွေကိုအဓိကခရီးပြုပေးပါလို့ဆရာတမီးတော်များများကိုမှာကြံပါတယ်နော်နောက်ထပ်ဆရာတို့ကျမ်းမာရဲ့အညံ့အနေနဲ့ပေါ့နော်အမြင်အာယုံကြောအာနေနာတွေတွားကြိုက်တာတွေဘိုင်းနာတာတွေနော်တွားကြိုက်တွားနာတာတွေဘိုင်းနာတာတွေပေါ်ရတဲ့လို့ဆရာတို့ဒီခွဲစိတ်ကုသမှုခံယူရခြင်းတွေဒါရှိနေတတ်ပါတယ်နော် အချင်းရေးကန်စားတာမေတ္တာရေးအချက်ဆန်းတွေမှာကံပေါ်တတ်တဲ့အခါကာလလေးဖြစ်ပေမဲ့လည်းပေါ့နော်ဆရာတို့ဒီဂယုဆိုင်ရမှာမိမိရဲ့ချစ်သူဒါမှမဟုတ်ကိုယ့်ရဲ့အိမ်ဆောင်ဘက်ကတနေ့ကနေတာသမီးအချင်းချင်းဖြစ်နေတာတွေဗုဒ္ဓဟူးနေနယ်နေနဲ့ဆိုလို့ရှိရင်ပြက်ကနာတိုက်ရတတ်တာလမ်းခွဲရတတ်တာနော်တဘာသူစကားကြောင့်ပေါ့နော်အစဉ်ပြေနားလည်မှုတွေနေပနေရတတ်တဲ့အခါကာလလေးတခုဖြစ်နေတတ်ပါတယ်နော်ဆရာတို့ဒီကြံနေနဲ့အများနေနဲ့အများဆုံးနေရာတင့်တယ်ပြီးတော့မှမေတ္တာရေးဆန်တဲ့အခြေရေးကံတွေကောင်းနေရတတ်ပါတယ် ဒါကြောင့်ဆရာတို့မေတ္တာရေးမှာပေါ့နော်ကိုယ့်ရဲ့ချစ်သူဒါမှမဟုတ်ကိုယ့်ရဲ့အိမ်တော်ဘက်ကတနည်းနဲ့နိဗ္ဗာန်သာသမီဘုဒ္ဓဦးနဲ့ဘွာသာသမီရေဆိုလို့ရှိရင်အချစ်ရဲ့အိမ်တော်ရဲ့ကံစားရမှာပို့ပြီးတော့မှသတိထားဖို့အရှိနေရတတ်ပါတယ်ဒီပညာရေးကံစားတာပညာဉာဏ်ကိစ္စတွေမှာတိုးတက်ရဖို့ရှိရယ်နော် ဆရာတို့ဒီမိမိတဏ္ဍမှာပေါ့နော်တဏ္ဍနိုင်ကိုဟာဆရာတို့ညာနာအားတွေဝရိယအားတွေရောကြတတ်တဲ့သဘောတရားရှိနေတာမလို့ပေါ့နော်ယာတုယာကံကိစ္စတွေလုပ်ငန်းပိုင်းဆိုင်ရာတင်ယူတက်မြောင်းတတ်တဲ့ကိစ္စတွေမှာကံညာဝရိယသုံးခုလုံးချိန်ကြီးတက်ဖို့လိုပါမယ်တက်သည့်နားလဲစွာနဲ့လောက်ကင်နိုင်မှလည်းဒီအခွင့်ရေးတွေအခွင့်လန်းတွေအမီးရစုပ်ကိုင်နိုင်မှဖြစ်ပါတယ်နော် လူမှုရေးရာဆိုင်တွေအများအကျိုးပြုလုပ်ငန်းတွေအပေါင်းအသင်းဆိုင်ရာအကျိုးပြုတဲ့ကံစားနာမှာကဆရာတို့ဒီတနင်္လာနေ့နံသာသမီကျန်လာပြီနေ့နံသာသမီတောက်ကြနေ့နံသာသမီတွေနဲ့ငွေကြေးစကားပြောတာတွေငွေကြေးကိစ္စဆောင်ရွက်တာတွေတက်လာလို့အဆင်ပြေတက်မြတ်မှုရှိရတတ်ပါတယ်။ထို့ပုဂ္ဂိုလ်များနဲ့လူမှုရေးရာကိစ္စတွေအလူဒါနတွေမှာတွဲဆက်ပြီးတော့မှလှုပ်ဆောင်ရတတ်ပါတယ်။ဒီအရှိရဲ့ အနောက်ရက်နဲ့မြောက်ရက်ဒေသတွေမှာလူမှုရေးကိစ္စတွေပေါ့နော်ပရိုက်တာကိစ္စတွေအလူတန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှထို့ထို့ရက်ဒေသတွေမှာအထူးအောင်မြင်မှုရတတ်ပါတယ်နော်လူမှုရေးကိစ္စတွေမှာနော်ထို့ပုံပုံတွေနဲ့အကျိုးပြုခံရဖို့ရှိပါတယ်နော်ဆရာတို့ဒီအခု၁၇လပိုင်းအတွက်ကံကြိုးပေးအားကောင်းမဲ့ကဏ္ဍသင်ချာအနေနဲ့ နှစ်ကနန်း၅ကနန်းနဲ့၆ကနန်းတွေဖြစ်ပါတယ်เนาะအဲ့ဒီကနန်းလေးတွေကိုဆောက်ရွက်ထုတ်တဲ့အပေါ်မှာဆရာတို့ shop ပဲနေနဲ့ရေးပြီးတော့မှကိုယ့်ရဲ့ငွေဝင်အဲ့ကိုယ့်ရဲ့ပတ်စံရေးစသဖြင့်ကိုယ်ပိုင်ငွေကြေးထားရနေရာတွေမှာငွေတွေနဲ့တူအဆောင်ရတရားပြည့်ထားကြည့်ဖို့ဆရာကကြိုးလိုပါတယ်เนาะငွေမြဲမှုတွေเนาะငွေမြဲတာတွေအကျိုးတစုံတရာမရှိဘဲနဲ့ငွေကုန်တာတွေကနေကာကွယ်နိုင်ပါလိမ့်မယ်တနည်းအားဖြင့်လက်လာပါကံပွင့်ဖို့အတွက်လည်းအထောက်အကူကောင်းဖြစ်စေပါလိမ့်မယ်เนาะဂျိုးဂျီနဲ့အဆောင်ရတရားပြည့်ထားကြည့်ဖို့ဆရာအကြံပေးချင်ပါတယ် ပြီးတော့ကျောက်ဒီကနန်းတွေကိုပေါ့နော်ငွေကြေးကိစ္စတွေစာကိုစာတမ်းကိစ္စတွေအယောင်းဝယ်အမြန်ဆုံးများလို့ရဲ့ကိစ္စတွေမှာပေါ့နော်အချိန်ဟာကာလအနေနဲ့တော့၎င်းရက်စွဲအနေနဲ့တော့၎င်းပေါ့နော်ဒီတက်တက်ဆိုင်ဆိုင်နဲ့တေးချာချာဆွဆွမြဲမြဲဆရာအတုံးပြုကြည့်စေချင်ပါရဲ့နော်မိမိရဲ့ကုသိုလ်ကံပေါ်မူတည်ပြီးတော့မှအကျိုးစီးပွားကံအကျိုးပေးအားကောင်းတာတွေကိုယ်တိုင်းကြုံလေ့ရပါလိမ့်မယ် ဆဲဟုတ်ဒီအဆောင်ရတရားပြတ်ထားရှိမဲ့ဆံရွက်တွေကိုအပိုင်းစာလေးကိုနော်ဆဲဟုတ်ဒီ၁၇လပိုင်းကုန်တဲ့အခါမှာအထက်အဆောင်ရတရားပစ္စည်းအဖြစ်ဆောင်ရွက်တဲ့အတွက်ပေါ့နော်ဆဲဟုတ်တန်ရှင်းတဲ့မြေချောင်းစတဲ့ရင်းရှင်းမှာစွန့်ပေးရမှာဖြစ်ပါတယ်နော် ။တနည်းအားဖြင့်နေနံဘွားသာသမီများအတွက်ဆရာတို့17လပိုင်းအတွင်းမှာကံပွင့်လက်ပွင့်ပြီးတော့မှလုပ်ငန်းကံကံတို့အထူးအောင်မြင်စေလိုခြင်းအဖက်ဖက်ကနေပြည့်စုံစေလိုခြင်းတို့အတွက်အထူးရည်ရအနေနဲ့ပေါ့နော်မိမိရဲ့နေနံဘုရားဖြစ်တဲ့အရှင်းမြောက်ရဲ့ဘုရားဒါမှမဟုတ်လို့ရှိရင်နေနံဘုရားတွေမှာတော်ရောက်ဖို့မလွယ်ဘူးတဲ့ပုံစံတွေကကိုယ့်ရဲ့အိမ်ဘုရားမှာ နော်ကြံညွတ်၃ရွက်လူပေးပေးပါနော်ဒါမှမဟုတ်လို့ရှင်ကြံဆက်ပိုင်း30ပါတဲ့ကြံကြောင်းတစ်ချောင်းကိုဖန်ခွက်လေးတစ်ခုမှရေထည့်ပြီးတော့မှဆရာတို့ဒီအရှိတောင်အရက်ကြတဲ့ဒေတာမှာပေါ့နော်အရှိတောင်အရက်ကြတဲ့နေရာမှာထားပြီးတော့မှလူပေးပေးပါနော်ဒီစင်စာတွဲခေါင်းမှုတွေမန်ကန္နာရာဝရိယအားတွေဆွဲလုံလားတွေနော်ဆွဲလုံလားအားတွေနော်စစ်တပ်ဘဝတွေတိုးတက်လာတာအောင်မြင်မှုတွေရရှိပိုင်ဆိုင်လာကြစေဖို့ဖြစ်ပါတယ်နော်ဆရာတို့ဒီ ဓာတ်ရတရားအနေနဲ့ပေါ့နော်ဆရာတို့ပန်းအနေနဲ့အောင်တပြေ၅ညွန့်နဲ့အုံ၃ညွန့်တွဲပြီးတော့မှထပ်မံလူရန်ပေးပေးပါနော်ဖះမှာတောက်တော်ရေချမ်းငါးဖောက်ကတ်လူပေးပါနိမ့်နာပြင်ဆရာတို့၁၇လပိုင်းရင်တနည်းတွေနေ့တွေမှာအထူးလူရန်ပူဇော်ပေးပေးပါအချိန်အခါအနေနဲ့မနက်9:00နာရီကနေမနက်6:00နာရီအတွင်းမှာရအောင်လှူပေးရမှာဖြစ်ပါရဲ့နော် ဘုရားရှင်ရဲ့ဂုံတော်ပတိစိတ်လို့သူများအတွက်လောကဝိတုဂုံတော်ကိုပတိစိတ်ပေးရပါမယ်ဂုံတော်ကိုလည်းအနတ်အတိတ်ပဲနဲ့တင်းချာချာဂုံတော်ပွားများစေလိုပါတယ်ဆရာတို့ဒီလောကဝိတုဂုံတော်ဘောနော်တတလောကဩကာသလောကသင်္ခါရလောကဟုဆိုအပ်သောလောကသုံးပါးကိုအကျဉ်းမဲ့သိတော်မူသောမြတ်စွာဘုရားလို့ပွားများပြီးတော့မှဂုံတော်ကိုအ ਨੇ သောပတိသုံးပါးရအောင်စိတ်ပေးပါဆရာတို့မှတ်ရခတ်နေတယ်ဆိုလို့ရှိရင် လောကဝိတုဟလာလောကသုံးပါးကိုသိတော်မူသောမြတ်စွာဘုရားလို့ရွတ်ဆိုပွားများပေးပါနော်ဆရာခု ေးတဲ့ရတရားတွေကပေါ့မြတ်ခတ်ကိုမိပြီးတော့မှဓာတ်ရတရားတွေတွက်ချက်ပေးထားတာမလို့ပေါ့နော်ဆရာတို့ဒီရတရားအကျိုးပြုမှုအတွက်ပေါ့နော်ဓာတ်ရှုပ်ထွေးမှုမရှိအောင်လို့ဆရာပေးထားတဲ့အတိုင်းအတိအကျလူထမ်းပူဇော်ပေးပေးပါနော်ရတရားလည်းကျေစေမယ်ကုသိုလ်လည်းရစေမယ်ကံပွင့်လက်ပွင့်ပြီးတော့မှလုပ်ငန်းကံငန်းစီးပွားရေးမှာနော်တနည်းအားဖြင့်အထောက်အကူပြုပြီးတော့မှအောင်မြင်လာကြစေဖို့အတွက်ဖြစ်ပါတယ်နော် တင်းငင်းနေနေနံဘွားမိတ်ဆွေများအားလုံးကိုကျမ်းမာဆက်ချမ်းသာပြီးတော့မှဆက်တလာပိုင်းတလာလုံးမှာဘေးဘရာခတ်သိမ်းအပူခတ်သိမ်းကင်းရှင်းကြပါစေကြောင်းဆုမောကောင်းတောင်းပေးရနဲ့ဆက်တလာပိုင်းအတွက်တင်းငင်းနေနံတာသမီဟွန်ဆန်းလေးကိုဆရာဒီမှာပဲအဆုံးသတ်လိုက်ရပါတယ်